ဒီနေ့ဗီဒီယိုလေးမှာတော့ယူနေတဲ့လူတွေပဲကင်တဲ့ကင်မရာကြောင့်ပြပြပေးပါမယ်ဒီကင်မရာလေးကတော့ယူနေတဲ့တပ်ပုံစရာတွေကင်တာပါဘာဖြစ်လို့လဲဆိုတော့ဖိုတိုဂရာဖီကိုအရန်ကိုကြိုက်တဲ့ယူသွတ်တဲ့ရဲ့ကင်မရာမန်တွေကရွေးပြီးတော့ကင်တာကြောင့်မို့ပါပဲဖူဂျီကနေပြီးတော့2010မှာ800ဆိုပြီးတော့စပြီးချိန်ညားတယ်အဲ့ချိန်မှာအရန်ကိုအောင်မြင်ခဲ့တဲ့ကင်မရာပေါ့နော်အခုဆိုလို့ရှိရင် 2025ဆိုရင်15နှစ်ရှိသွားပြီဒီကင်မရာက 800S ပေါ့နော် second edition လေးဖြစ်ပါတယ်အခုဆိုရင် 800S ကိုမှ version 6ဆိုပြီးတော့ထပ်ထွက်လာတယ်ဘာလို့ပြောင်းလဲွားလဲဆိုတော့ထွေထူးတော့ပြောင်းလဲွားဘာမှမရှိဘူးစတိုင်ရောဒီဇိုင်းရောပုံစံရောမှန်ဘလူးရောအကုန်လုံးကဒီပုံစံတိုင်းပဲရှိမှာခလုတ်ဖို့လေးပါသွားတယ် ီးတော့ customize လုပ်လို့ရတဲ့ button လေးတွေပို့ ware တယ် megapixel များ ware တယ် video resolution တွေပို့ ware တယ် focusing စနစ်တွေကောင်းရမယ်ဒါပဲဒီ camera ကဘာကြောင့်နာမည်ကြီးပြီးတော့လူကြိုက်များတာလဲဓာတ်ပုံပညာရက်ကိုယူသွတ်နေတဲ့လူတွေကဘာလို့ကန်ရတာလဲဆိုတော့ကြောင်းရင်းကအများကြီးရှိပါတယ်အဓိကက light weight ပေါ့နော်ကျွန်တော်အခုဗီဒီယိုရိုက်နေတဲ့ Sony A7 III ဆိုရင်တောင်မှ body weight ချင်းရှင်မယ်ဆိုလို့ရှင် Sony A7 III ရဲ့ viewfinder ကအပေါ်နည်းနည်းလေးတက်တယ်ပြီးတဲ့ခါကျတော့ ီဘေးဒီဇိုင်းပေါ့နော်ဒီဘေးကဒီဇိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တခြားဘေးကင်မရာတွေမှမတူမှန်ဘလူးကပြားကတ်ပြီးတော့ကျွန်တော်တို့အိတ်ထဲထည့်မယ်ဆိုရင်ထည့်သွားလို့ရတယ်အဲ့ဒါကြောင့်မို့ဒီကင်မရာလေးကိုခရီးသွားမယ် everyday carry camera ပေါ့နော် EDC အနေနဲ့သုံးမယ်ဆိုရင်သုံးလို့ရတာပဲဖြစ်တယ်ဒီကင်မရာက 800S ပါပဲဒီကင်မရာကိုကင်မီရရတဲ့ feeling ကဘာနဲ့မှမတူဘူးကင်မီ ရိုက်မယ်ပုံမှန်အဖြစ်ကတော့ range finder ပေါ့နော် range finder ကင်မရာဆိုတာကကျွန်တော်တို့ DSLR နဲ့လည်းမတူဘူး mirrorless နဲ့လည်းမတူဘူးတခြားဘာသာရဲ့တစ်ခုပေါ့နော်ကင်မရာမျိုးစတွေရောအများကြီးပဲရှိရပေါ့နော် SLR ရှိရ DSLR ရှိရ mirrorless ရှိရ range finder ရှိရပေါ့နော်ဆိုတော့ range finder ကဒီကင်မရာမျိုးစကိုခေါ်တာဖြစ်ပါတယ်ဒါက flink kit တုံးတွေကဒီလို range finder ကင်မရာလေးတွေပေါ်လာတယ်ဆိုတော့ viewing ကိုဒီကနေလုပ်တယ် taking ကိုဒီကနေလုပ်တယ်ဒီဟာရဲ့နောက်တစ်တဲ့မှာ sensor ရှိရ flink ရှိရဒီဘက်ကနေပြီးတော့ကြည့်ရတယ်ဆိုတော့တခြားကင်မရာတွေလိုမျိုးတော့ ရိုက်ရတာကတော့ feeling ကတော့မတူသူက viewing နဲ့ taking နဲ့နည်းနည်းလေးကွဲလွဲမှုလေးရှိနေနိုင်တယ်ဘယ်ဘက်မျက်လုံးပိတ်လိုက်ရင်တမျိုးမြင်ရတယ်ညာဘက်မျက်လုံးပိတ်လိုက်ရင်တမျိုးမြင်ရတယ်နှစ်ခုလုံးပေါင်းကြည့်ရင်တမျိုးမြင်ရတယ်အဲ့ဒါကို parallel လို့ခေါ်တယ်ဗောနော်ဒီကြားလေးကကွာဟနဲ့ကွာဟချက်လေး ဆိုတော့ဒီလိုပဲဒီ view finder နေချောင်းပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်အုတ်ကွာဟာချက်လေးရှိတယ် travel နဲ့ street photography ရိုက်တဲ့လူတွေ documentary ရိုက်တဲ့လူတွေရဲ့အသေးဆွဲကင်မရာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ fix lens ပေါ့နော် fix lens ဆိုတာမှန်လို့ကအသေးပါပြောင်းလို့မရဘူးဖြုတ်လို့မရဘူးဆိုတော့ white adapter တွေပဲဝယ်ပြီးတော့တက်လို့ရရပြ white adapter တို့ တယ်လီကွန်ဗတာကိုဝယ်တက်မယ်ဆိုတော့တက်လို့ရတယ်ဒါပေမဲ့သူ့ရဲ့အရသာပြတ်သွားတယ်35 mm f2 နဲ့ညီမျှတဲ့လန်စီတက်ပေးထားပဲဖြစ်ပါတယ်ပါချာ2ဆိုတဲ့ခါကျတော့ low light performance ကလည်းကောင်းတယ်မှန်ဘလူးကလဲလို့မရဘူးဆိုတဲ့ခါကျတော့50နဲ့ရိုက်မလား85နဲ့ရိုက်မလားဆိုတော့စဉ်းစားရမှာမလို့ကင်မရာကိုထုတ်လိုက်တာနဲ့ညီးချင်ရှေ့တိုးမယ်ဝေးချင်နောက်ဆုတ်ပြီးရိုက်မယ် ဘာမှစဉ်းစားနေရမလို့စင်ဆာဆိုင်ကတော့ ABS ရှိတယ်အမှန်ဘလူးကဖြုတ်ပြီးလဲလို့လည်းမရဘူးဒီကင်မရာကိုဘာလို့ကင်တာလဲဒါတော့ဈေးကြီးပေးပြီးတော့ဘာလို့ဝယ်တာလဲဆိုတာကကြောင်းရင်ရှိပါတယ်အဓိကကဘေးကင်မရာမှာမမရတဲ့ leaf shutter ပေါ့နော် leaf shutter မှန်ဘလူးက medium format မှာတုံးတာများတယ်အရင် old school ကင်မရာတွေမှာတုံးတာများတယ် rain finder တွေမှာဆိုရင်ဥမာ Leica လိုကင်မရာမျိုးဆိုရင်ကျွန်တော် leaf shutter တုံးပြီးတော့ရိုက်တယ် leaf shutter ကကျွန်တော်တို့အခု DSLR တို့ mirrorless ဆိုရိုက်နေလို့ check cloud check cloud ဆိုပြီးတော့ဂျောင်းဂျောင်းဂျောင်းဆိုမြင်နေအတန်မျိုးမဟုတ်ဘူးသူ့ရဲ့အတန်လေးကအရန်ကိုညှင်တာတယ် ဘယ်လောက်ပဲရှတ်တာတန်လေးကအရင်ကခွတ်ရဖြစ်တယ်ပေါ့နော်ဒါကဆိုင်းနမှုတွေပါကျွန်တော်လှုပ်ထားတာမဟုတ်ဘူးဒီအနေထားနဲ့ရိုက်မယ်ဆိုရင်တော့မှဓာတ်ပုံရိုက်လို့ရိုက်မယ်မသိရအောင် leaf shutter ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဘာအားသာချက်ရှိသေးဆိုတော့ကျွန်တော်ပုံမှန်များ DSLR ကင်မရာဆိုလို့ရှိရင် shutter speed 200ကျော်ဝရင် high speed ဆင့်မှာပဲရတယ် leaf shutter ကြောင့်မှန်ဘလူးရဲ့အလဲမှာရှိရဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကရိုက်မယ်ဆိုရင် off speed synchronization shutter speed 4000နဲ့ရိုက်မယ်ဆိုလို့ရှိရင်လည်း ရိုက်လို့ရတယ် leaf shutter ကအတန်ငြိမ်တယ် vibration နဲ့တယ် flash ကို high speed ဆင်းရပါတယ် leaf shutter ကိုသုံးပြီးရိုက်မယ်ဆိုလို့ရှိရင် photography ရဲ့နောက်ထပ်အရာသာတစ်မျိုးကိုခံစားမိမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ billing anti fader ပါတာပါ video သမားတွေအတွက်ဆိုရင်အရင်အဆင်ပြေတယ် anti fader ကအထဲမှာပါပြီးသားဖြစ်တဲ့ကြောင့်မလို့ခုနောက်ပိုင်းပေါ်တဲ့ version 6ဆိုလို့ရှိရင် video quality လည်းကောင်းမယ် stabilization လည်းကောင်းမယ် anti fader လည်းပါတယ် in camera ပါတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့က နေပူထဲမှာ cinematic ဖြစ်အောင်ရိုက်မယ်ဆိုရင်လည်းရိုက်လို့ရတယ်နေပူထဲမှာ motion blur ကြာကျင်လို့ရိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ anti fader on mute ကိုရိုက်လို့ရမှာပဲဖြစ်တယ်ဒါက anti fader ရဲ့အားသာချက်ပေါ့နော်နောက်တစ်ချက်အဓိကချိန်တာတော့သူကတော့ pure photography လို့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ button တွေ၄ရောက်တွေအကုန်လုံးကဒီ Fuji ရဲ့ design ကအတိရတဲ့မဲ့အရင်မိုက်တယ်ဒီမှာက shutter speed ဒီမှာက aperture အဲဆိုတော့ဒီက custom mic button တစ်ခုခုထားပြီးတော့ပြောင်းမယ်ဆိုပြောင်းလို့ရတယ် အပါချာကိုပြောင်းနေတယ်ဆိုရင်အပါချာလေးကိုလှည့်လိုက်ရုံပဲ shutter speed ကိုပြောင်းနေတယ်ဆိုရင် shutter speed ကိုလှည့်လိုက်ရုံပဲအရန်ကို simple ဖြစ်တယ် exposure triangle ကို control လုပ်ပြီးဆိုရင်ထင်ကြလို့ရှိရင် physically မြင်နေတဲ့ဟာလေးကိုတန်းလှည့်ပြီးရိုက်ရုံဝင်ပေါ့နော်အခုနောက်ပေါ်တဲ့ version 6ဆိုရင်တော့ iso ခလုတ်ပါပါသွားပြီဆိုတော့ exposure triangle ကိုဒီလိုအပြင်မှာလက်တွေ့ကြကြ control လုပ်ရတဲ့ဟာကမာနဲ့မှအရသာမတူပြီးရခါကျဒီမှာချောင်းမယ်ရိုက်မယ် focus ဖြတ်မယ်ဆိုလို့ရှိရင် brain finder ရဲ့အရသာကတခြား camera နဲ့တူကိုမတူဘူးပေါ့နော်ရိုက်ထွက်လာတဲ့ပုံရောရိုက်နေတဲ့အချိန်မှာရော ခံစားရတဲ့ခံစားချက်ကဘာနဲ့မှမတူဘူးပေါ့နော် LCD ကိုကျွန်တော်ကဖွင့်မရဘူးပိတ်ထားမယ်ဆိုရင်ဒီဟာကရုပ်ပြချိလိုက်မယ်ဆိုရင် flink camera ပဲချို့ဆိုရင် flink နေနဲ့လည်းပြန်ပြီးတော့ဆန်းရိုက်နေကြတယ်အရင် old school camera တွေပြန်ဝယ်ပြီးတော့ရိုက်နေကြရပါတော့ digital မှာမရတဲ့ feeling တွေအကုန်လုံးက flink မှာရှိရပါတော့ဆိုတော့ဒီလိုပဲ တခြားကင်မရာတွေမှာမရတဲ့ feeling ကဒီ range finder ကင်မရာလေးမှာကျွန်တော်တို့ရတယ်။ megapixel အနေနဲ့ပြောမယ်ဆိုရင်တော့ तू က16ပဲရှိတယ်။ဒီကင်မရာကိုသုံးပြီးတော့ photography ကို level scale တက်အောင်ကျွန်တော်လေ့ကျင့်လို့ရတယ်။ focus ကမြန်လားဆိုတော့မမြန်ဘူး။အခုနောက်ဆုံးပေါ်တဲ့ version 6လဲ focus က delay ရှိတာပဲ။ဒီကင်မရာကိုကန်ရတဲ့လူတော်တော်များများကလည်း focus ကို auto focus နဲ့မရိုက်ကြအောင် manual focus နဲ့ရိုက်ကြများတယ်။ zoom focus ဆိုတဲ့စနစ်ပေါ့နော်။အဲ့စနစ်ကိုသုံးပြီးရိုက်ကြများတယ်။ဒါက street photography ကို use တဲ့လူတွေ ရိုက်လေရိုက်တာရှိရတဲ့ technique ပေါ့နော်ဒီကင်မရာလေးကပော့ပါပြီးနေတိုင်းတည်သွားလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုက်ကြတာလည်းပါပါတယ်ကင်မရာ setting ဘန်းကိုပြောမယ်ဆိုလို့ရှိရင်လည်းရှုပ်ရှုပ်ရှက်ရှက်တွေဘာမှမရှိဘူး simple menu system ဖြစ်တယ်ပေါ့နော်အများကြီးမပါတဲ့အတွက်ကြောင့်မို့ရွေးချယ်စရာအများကြီးမရှိဘူး power ဖွင့်လိုက်မယ်စဉ်းစားမယ်ရိုက်မယ်အမှုပညာကိုပို့ပြီးတော့ဖန်တီးဖို့ဓာတ်ပုံပိုရိုက်ဖို့အတွက်တိဆောက်ထားတဲ့ကင်မရာဖြစ်တယ်။ဒီကင်မရာကကင်လိုက်ပြီဆိုတာနဲ့ things before shoot ပေါ့နော်။ကျွန်တော်မရိုက်ခင်စဉ်းစားရတဲ့အချက်တွေကိုအများကြီးထည့်သွင်းပေးထားတယ်။ဒီချက်တွေကတော့ကျွန်တော်အကြိုက်ဆုံးချက်ပါပဲ။ဒီတစ်ချက်ကတော့အားလုံးလည်းကြိုက်ကြတယ်။ Fuji ရဲ့ flint look လေးပေါ့နော်အမျိုးမျိုးသော color setting လေးတွေကို customize လုပ်ပြီးရိုက်လို့ရတယ် SOOC ဆိုတော့ straight out of the camera ပေါ့နော် camera တွေကရိုက်တဲ့ပုံတိုင်းထွက်မယ် camera ထဲမှာပဲအပီးဓာတ်ပုံတစ်ခုကိုချိန်ပြီးတော့ရိုက်မယ်ဆိုရင်ရိုက်လို့ရတယ် camera ကထွက်လာတဲ့ jpeg ကတစ်ခါတည်းတန်းသုံးလို့ရတယ်ကိုလိုချင်တဲ့အကြောင်းကိုချိန်ပြီးရိုက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ computer ပေါ်မှာအချိန်ဖြုန်းရမယ့်အချိန်လေးတွေတက်တာွားတယ် camera setting ထဲမှာ soft skin တုံးနေပါပြီပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ reduction ကိုလည်းနည်းနည်းလေးတက်တောင်းလုပ်လို့ရတယ်အဓိကတော့ flint look ပေါ့နော် color လေးက customize လုပ်နိုင်လုပ်နိုင်တယ်လို့ Fuji ကင်မရာတွေကနာမည်ကြီးတာပဲဖြစ်တယ်ဒီကင်မရာက slow ကင်မရာထဲမှာပါတယ်ပေါ့နော် slow ကင်မရာဆိုတာဓာတ်ပုံတစ်ပုံကိုမရိုက်ခင်မှာကျွန်တော်တို့ကစဉ်းစားရတယ်စဉ်းစားပြီး composition ကဘယ်လိုယူမှာလဲ lighting ကဘယ်ကလာလဲ aperture ဘယ်လောက်လဲ shutter ဘယ်လောက်လဲ bar setting နဲ့ရိုက်မှာလဲ bar flint simulation တွေကိုသုံးပြီးရိုက်မှာလဲဆိုတဲ့ဟာပေါ့နော် teacher စဉ်းစားတယ်တွေးခေါ်တယ်ပြီးတော့မှ focus လေးကိုချိန်ပြီးတော့ဒီချာလေးချိန်ပြီးတော့ရိုက်ရတယ်ပေါ့နော်ဒီ digital kit မှာပဲဖြစ်ဖြစ် mirrorless kit မှာပဲဖြစ်ဖြစ်လူတွေအကုန်လုံးက auto focus နဲ့ကလည်းကောင်းသွားပြီဆိုတော့တိတ်ပြီးတော့ မစင်းစားတော့ကြိုက်မယ်ခလုတ်နှိပ်မယ်ဆိုတဲ့ဟာပဲပေါ့နော်တောက်လျှောက်ရိုက်နေကြတယ်ပြီးွားဆိုရင်15ပုံလောက်ရိုက်ပြီးတော့မှအိုင်ဒီယာမှာဒဘုံတော့ကောင်းတဲ့ဟာတွေရွေးထုတ်တယ်ဒီကင်မရာနဲ့ရိုက်တဲ့ဖီးကအဲ့လိုတော့မဟုတ်တော့ဘူးကျွန်တော်တို့ဒဘုံရိုက်မယ်ခါချိန်မယ် AACC စဉ်းစားမယ်ဓာတ်ပုံဒဘုံကိုမရိုက်ခင်မှာအများကြီးစဉ်းစားပြီးွားတော့မှရိုက်ရတဲ့ဖီးပေါ့နော်ဒီဖီးလေးကိုချိန်ချရလဲပါတယ်ဒီကင်မရာကဈေးဘယ်လောက်ရှိလဲဆိုရင်အခု latest model ဆိုရင်ဒေါ်လာ2000နီးပါးရှိတယ်ဒေါ်လာ2000ဝန်းကျင်မှာဆိုရင်ကျွန်တော်တို့မှန်ဘလူးဖြုတ်တက်လဲလို့ရတဲ့ကင်မရာတွေမှာအများကြီးပဲ ဒါပေမဲ့မှန်ဘလူးဖြုတ်တက်လို့မရတဲ့ကင်မရာ fixed lens ကြီးနဲ့ဦးဘာလို့ကင်တာလဲဆိုတော့စီးပွားရေးသမားတွေ professional သမားတွေကင်တာမဟုတ်ဘူး hobby ပေါ့နော်ဓာတ်ပုံကိုဝါသနာပါမယ်အနုပညာဆန်ဆန် creative ဆန်ဆန်ဒါမှမဟုတ် street ဆန်ဆန်ပေါ့နော် photography ကိုတခြား shoot down နေရာနေရိုက်မယ်ဆိုလို့ရှိရင်အများကြီးသုံးရတယ် professional ရိုက်မယ်ဆိုရင်တော့နောက်ဆုံးပေါ်ထားတဲ့ version 6ကအဆင်ပြေကောင်းပြင်နေတယ်ကျွန်တော်လည်းအဲ့ဒါလေးကိုဝယ်ပြီးတော့ professional workflow မှာဆန်းရိုက်ဖို့အတွက်တော့ try နေသေးတယ်ဒါပေမဲ့လောလောဆယ်တော့30လောက်ဆိုတော့မဝင်နိုင်သေးဘူးရှိတဲ့ဟာလေးနဲ့ပဲသုံးမယ် setting အကုန်လုံးအတူတူပဲဆိုတော့ ဒါကိုချိန်ညောင်းသုံးပြီးတော့မှ update ချိန်မယ်ပေါ့နော်ဒီကင်မရာနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရဆိုလို့ရှိရင်ကျွန်တော် comment မှာမေးခဲ့လို့ရတယ်နောက်ထပ် video တွေမှာတွေ့မယ်နော်